ညတရင်တို့ထားကြည့်ချင်းသွေးရည်နဲ့ပေးပါနေတဲ့သမီးကိုတွေ့လိုက်ရလို့အရေးပေါ်စိတ်ယုံတင်လိုက်ရဖြစ်မိင်္ဂလာပါပြိတ္တကြီးတို့ရင်အခုလိုမိုးရသည်လို့အချိန်မျိုးမှာတော့မွေကင်းမလက်မဲကင်းချီများတို့လိုစားတဲ့အစိမ့်ရှိတဲ့တတ္တဝါတွေအရန်ကိုပေါများတဲ့အချိန်ဖြစ်ပြီးအကိုက်ခံရရင်လည်းအရန်ကိုခံရခဲ့တဲ့တတ္တဝါမျိုးတွေပဲဖြစ်ပါဒါကြောင့်မလို့ပါပဲဖြစ်ဖြစ်အမောင်တဲနေရာတွေအထုပ်ပိုးတွေထားတဲ့နေရာကြောင်နေဆိုမီးလေးအောင်လေးယူသွားကြဖို့လိုသလို တနည်းအားရကိုသွားမယ်ဆိုရင်လည်းသတိဝရိယထားဖို့လည်းလိုပါတယ်။ဒါပြင်ညာဘက်အိတ်ချင်တွေမှာဆိုရင်လည်းကိုယ့်ရဲ့အိတ်ယာပတ်ပတ်လေးကိုတေချာသတိထား၆လန့်ပြီးမှအိတ်တယ်မယ်။ပြီးခဲ့နှစ်ကလည်းရွှေပြည်သာမြို့နယ်ကဆယ်ကျော်သက်အရွယ်ကလေးကညာဘက်အိတ်နေချိန်မှာပဲချင်းနောင်အပြင်လက်ထွက်နေရကြောင့်မွေကြိုက်ခံခဲ့ရပါတယ်။အခုတခါမှလည်းအိမ်ထဲမှာနေရင်းနဲ့ကလေးလေးကိုကင်းချေများကြိုက်ခဲ့တာကြောင့်တကူလုံးသွေးတွေပေးပွားပြီးမိဘတွေမှာအထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။အလုံးလေးကျမကလေးလိုမခံစားရအောင် မိဘတွေကိုတတိထားဆင်ကျင်နိုင်ဖို့အခုလိုပြောပြလာခဲ့ပါတယ်။ဒီလိုမိုးရသည်မှာကလေးငယ်တွေနဲ့မိသားစုများစွာအတွက်တတိပေးကြမှာ။မိခင်ဖြစ်သူကမင်းညာကကျမသမီးလေးအိမ်နေရင်မိုးလင်းကနေမှရုတ်တရက်ထငိုတယ်။ဒါနဲ့မိဖွင့်ဖို့အပြေလွှာသွားပြီးသမီးလေးဗာများတစ်ခုခုဖြတ်လဲဆိုပြီးတွေးလိုက်တယ်။ အဲ့ကနေမီးဖွင့်ပြီးကြည့်လိုက်တော့အိမ်ရပေါ်မှာအိမ်နေတဲ့တမီးလေးရဲ့မျက်နှာတစ်ခုလုံးနှီးရဲနေရဲ့အဲ့ဒီအချိန်မှာကင်းချိန်များကိုတော့မတွေ့ခင်ရဘူးအိမ်ရစွန်ကပန်ကားကြည့်လိုက်တော့ကင်းချိန်များပြေးနေရကိုတွေ့လိုက်ရဲ့အဲ့ဒီအချိန်မှာတမီးလေးကိုစိတ်ပူပြီးတက်နိုင်သမျှစီးရုံကိုအမြန်ပို့လိုက်တဲ့ အဲ့ကနေဈေးရောင်ရောက်တဲ့အခါကြည်အဝင်ကဈေးထိုးပေးပြီးအရေးပေါ်ခန်းမှာယောဂလက္ခဏာတွေကိုအနီးကပ်စောင့်ကြည့်ခဲ့ရ යි ။ဒါကြောင့်အခုလိုမိုးရသည်မှာကင်းချီများအနေနဲ့ကိုမိသားစုဝင်တိုင်းဂရုစိုက်နေထိုင်တဲ့မှာအထူးသဖြင့်ထိုင်းနိုင်ငံလိုကင်းချီများပေါ်ရနေရမှာနေထိုင်သူတွေပိုဂရုစိုက်နေထိုင်တဲ့မှာကင်းချီများကရင်လူကြီးအောင်အရန်နာတာခလေးလေးဘလောက်များနာနေမလဲနော်။ဒါကြောင့်မလို့အလုံးမိတ်ကိုမအိတ်ခင်ကိုရဲ့အိယာကင်းပေါ်ဘေးတွေမှာရှိမရှိကြည့်တေချာရှင်းလင်းပြီးမှအိတ်ကြပါ။အထူးသဖြင့်တထက်တိုက်မှာနေရတဲ့ အောက်ထပ်အခန်းတွေမှာပို့ပြီးတွေ့ရလိမ့်ရှိပါတယ်။အားလုံးသတိထားကြပါ။ကလေးလေးလည်းမြန်မြန်နေကောင်းပါစေ။အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နော်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ယောက်ျားဆောင်ပြီးကလေးတောင်ယောင်နဲ့ဘဝကိုခက်ခဲခက်ခဲဖြတ်တန်းနေရတဲ့အမျိုးသမီးမင်္ဂလာပါပရိသတ်ကြီးတို့ရေချိုတက်တဲ့ဘဝမှာအစာငတ်မှကိုလည်းကြောက်ရသလိုကျန်းမာရေးမကောင်းမှကိုလည်းကြောက်ရရပါတယ်။ကျန်းမာရေးမကောင်းမှုဆိုရင်လည်းကုသချရာငွေကမရှိရတော့ခံစားနေရရုံကလွယ်လို့ ဘာမှမတက်နိုင်ပါဘူး။ဒါ့အပြင်အခုချိန်မှာကအလောက်ကင်တွေလည်းအရန်ကိုရှားပါလာသလိုကုံစည်းနှုံးအခြေအနေတွေကြောင့်လက်လုံလက်စားသမားတွေရဲ့မိသားစုတွေလည်းအရန်ကိုခက်ခဲလာရပါပြီ။ဒီလိုခက်ခဲတွေကြားထဲမှာဒီမျိုးသမီးလေးကတော့သားသမီး၃ယောက်နဲ့ ဘဝကိုခက်ခက်ခက်ခဲဖြတ်တန်းနေကြရဖြစ်ပြီးတနေ့မှာတော့ကန်ဆိုးစွာနေပဲအလုတ်သွားရင်စက်ထဲကောင်းညက်သွားခဲ့ရပါတယ်။ဒါကြောင့်မလို့အခြေကူတာမှုခံယူခဲ့ရပြီးအလုတ်လည်းမလုတ်နိုင်တော့တာပါ။သူမမှာတော့တာသမီတောင်းရောက်ရှိပြီးအကြီးလေးက7နှစ်အလတ်လေးက8နှစ်အငယ်လေးကတော့6နှစ်အရွယ်လေးပဲဖြစ်ပါတယ်။သူမရဲ့ကြာဖြစ်သူကတော့3လပိုင်း30ရက်နေမှာဆုံးမသွားခဲ့တာဖြစ်ပြီးလက်ရှိမှာတော့လာရှိုမြို့ပြမှာနေထိုင်နေကြတာပဲဖြစ်ပါတယ်။ သူတို့သားမီးတွေကတော့အခုချိန်မှာစားဝတ်နေရေးအတွက်ခက်ခဲတွေ့နေသလိုဆွေမျိုးတွေကြောင့်လည်းအရန်ကိုစိတ်မကောင်းဖြစ်နေရတာပဲဖြစ်ပါတယ်။ဆွေမျိုးတွေကတော့မကောင်းမှုလားဆိုတော့လည်းမဟုတ်သလိုကောင်းလားဆိုတော့လည်းမကောင်းတဲ့အထဲမှာပါခဲ့ပါဘူး။အမျိုးတတော်များများကတော့ကိုလုံးနိုင်တဲ့အချိန်မျိုးမှာသာကောင်းပြီးတက်ကြပြီမယ်လေ။အခုလိုဒုက္ခရောက်ပြီးအလုံးမလုံးနိုင်တော့တဲ့အချိန်မှာတော့ကလေး၃ယောက်နဲ့ဘဝကိုခက်ခဲနေကြရပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကလေး၃ယောက်နဲ့ဘဝဖြတ်တန်းနေရတာကြောင့် ။ဆွေမျိုးတွေကြမှာအယံကိုစိတ်ပင်ပန်းလာတာကြောင့်သူမကိုမကူညီခြင်းလဲနေပါအသည်မပင့်လဲနေပါအပိစကားလေးတော့ပြောပြခဲ့ကြပါအောင်ဆိုပြီးလိုင်းပေါ်တင်လာခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အလုံးကတော့အတေးထားပါညီမရဲ့လူဘဝဆိုတာဒီလိုပါပဲ။အသက်ရှိနေရကူကသာသမီတွေအတွက်စုလက်ပါပဲ။အတေးထားပါညီမရဲ့ဘဝဆိုတာအလုံးအစိုးရပဲလာတာမဟုတ်ပါဘူး။ကောင်းတဲ့အရာတွေလည်းညီမဘဝကိုရောက်လာအောင်ပါ။ဇွဲမလျှော့ပဲအတေးမီရောက်ပါညီမရဲ့ခလေးတောင်ရအတွက်အတေးထားပါလို့ဝိုင်းပြိုနေခဲ့ကြတာပဲဖြစ်ပါတယ်။ ပြည်သက်ကြီးရောအကုရှာမဲနေရှာတဲ့ကလေးသုံးယောက်အမိအထက် အပီစကားလေးတွေပြောပြခဲ့ကြပါဦးရှင်။အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ဒါလေးကမူရင်းပုံလေးပါ။အရှုံမြုံမှနေပါတယ်။၃လပိုင်း30ရင်းမှရောက်ကြဆုံးသွားပါတယ်။ဆက်သေးကောင်းကဆက်သေးပါထားတာပါ။တကယ်ပြည့်ရမှန်းလို့။အလိုက် လိုက်မပေးလဲရပါတယ်ပေါ်လို့မလုပ်လဲရပါတယ်မျိုးလေးကြည့်ပြီးနှစ်သိပ်စကားပြောရုံနားထောင်ရုံနဲ့ခြေနဲ့ပါလေအသည်မပေးလဲဘာမှမဖြစ်ပါဘူးကလေးသုံးယောက်ရှိပါလေလက်ချမျိုးမှနေပါလေမိသားစုတွေတော့ရှိပါလေဒါပေမဲ့မိသားစုတွေကကောင်းလားဆိုလည်းမကောင်းဘူးမကောင်းဘူးလားလို့ဆိုတော့လည်းကောင်းပါလေဒါတော့သူများတင်ပေးလို့ဒီတော်တော်လေးကိုလုံမိတာပါလေလုံတက်တာပါပေါ့နော်ကြည့် ဟုတ်လားမလို့ပဲဒီမှန်ပြင်းလေးကိုကြည့်ပဲပေးကြပါဘောနော်ဒီပုံလေးတွေကိုကြည့်ပဲပေးကြပါဒီလေးတုံးရောက်ရှိပါလေအကြီးဆုံးက10နှစ်ကျော်17နှစ်လောက်ရှိပါလေအလတ်လေးကတော့10နှစ်လောက်တော့ရှိပါ10နှစ်ကျော်ရှိပါပြီအငယ်လေးကငန်းလာပိုင်းတရက်နှစ်ရပဲ၄နှစ်ပြေးခဲ့တာပါဒီပုံလေးကိုတိုင်းရရှဲတယ်မလုပ်ပြီလေရပါတယ်အသေးမပြေးလေရပါတယ် ြည့်ပြီးတော့နှစ်သိပ်ပင်ုံနဲ့ခြေနဲ့ပါတယ်လာရှူမြို့ပြင်မှာနေပါတယ်နမယငင်းချင်းလို့ခေါ်ပါတယ်အရင်မိုးကြက်နေလို့ဒီဗီဒီယိုလေးကိုတင်မိတာအပင်းတွေကလည်းဒီဝိုင်းပြောပြကြပါဦးလို့ညတီးတို့ထားကြည့်ချင်းသွေးရည်နဲ့ပေးပါနေတဲ့တမိကိုတွေ့လိုက်ရလို့အရေးပေါ်စေးယုံတင်လိုက်ရရဲ့အဖြစ် မင်္ဂလာပါပရိသတ်ကြီးတို့ရင်အခုလိုမိုးရသည်လို့အချိန်မျိုးမှာတော့မွေကင်းမလက်မဲကင်းချီများလို့လို့စားတဲ့အစိမ့်ရှိတဲ့တတဝါတွေအရန်ကိုပေါများတဲ့အချိန်ဖြစ်ပြီးအကိုက်ခံရရင်လည်းအရန်ကိုခံရခဲ့တဲ့တတဝါမျိုးတွေပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ပါပဲဖြစ်ဖြစ်အမှောင်တဲနေရာတွေအထုပ်ပိုးတွေထားတဲ့နေရာကြောင်းနေဆိုမီးလေးအောင်လေးယူသွားကြဖို့လိုသလို တနည်းအားကိုသွားမယ်ဆိုရင်လည်းသတိဝရိယထားဖို့လည်းလိုပါတယ်။ဒါပြင်ညာဘက်အိတ်ချင်တွေမှာဆိုရင်လည်းကိုယ့်ရဲ့အိတ်ရာပတ်ပတ်လေးကိုတေချာသတိထား၆လန့်ပြီးမှအိတ်သက်ပါတယ်။ပြီးခဲ့နှစ်ကလည်းရွှေပြည်သာမြို့နယ်ကစေကျော်သက်အရွယ်ကလေးကညာဘက်အိတ်နေချိန်မှာပဲရှင်းအောင်အပြင်လက်ထွက်နေရာကြောင့်မွေးကိုက်ခံခဲ့ရပါတယ်။အခုတခါမှလည်းအိမ်ထဲမှာနေရင်းနဲ့ကလေးလေးကိုကင်းချေများကိုက်ခဲ့တာကြောင့်ဒီကိုယ်လုံးသွေးတွေပေးပါပြီးမိဘတွေမှာအထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။ အားလုံးလည်းကျမကလေးလိုမခံစားရအောင်မိဘတွေကိုတတိထားဆင်ခြင်နိုင်ဖို့အခုလိုပြပြလာခဲ့ပါ යි ဒီလိုမိုးရသည်မှာကလေးငယ်တွေနဲ့မိသားစုများစွာအတွက်တတိပေးခြင်းမ යි မိခင်ဖြစ်သူကမနီညာက ကျမသမီးလေးအိမ်နေရင်မိုးလင်းကနေမှရုတ်ရက်ထငိုတယ်။ဒါနဲ့မိဖွင့်ဖို့အပြေလွာသွားပြီးသမီးလေးဘာများတခုခုဖြတ်လဲဆိုပြီးတွေးလိုက်တယ်။အဲကနေမိဖွင့်ပြီးကြည့်လိုက်တော့ အိမ်ရပေါ်မှာအိမ်နေရဲ့တမီးလေးရဲ့မျက်နှာတစ်ခုလုံးနှီးရဲနေရဲ့အဲ့ဒီအချိန်မှာကင်းချိန်များကိုတော့မတွေ့ခင်ရဘူးအိမ်ရစွန်းကပန်ကောက်ကြည့်လိုက်တော့ကင်းချိန်များပြေးနေရကိုတွေ့လိုက်ရဲ့အဲ့ဒီအချိန်မှာတမီးလေးကိုစိတ်ပူပြီးတက်နိုင်သမျှစီးရုံကိုအမြန်ပို့လိုက်တယ်အဲ့ကနေစီးရုံရောက်တဲ့အခါကြည်အဝင်ကစီထိုးပေးပြီးအရေးပေါ်ခန်းမှာယောဂလက္ခဏာတွေကိုအနီးကပ်စောင့်ကြည့်ခဲ့ရဲ့ဒါကြောင့်အခုလိုမိုးရသည်မှာ ကင်းချီများအနည်းငယ်ကိုမိသားစုဝင်တိုင်းဂရုစိုက်နေထိုင်သင့်ပါတယ်အထူးသဖြင့်ထိုင်းနိုင်ငံလိုကင်းချီများပေါ်တဲ့နေရာမှာနေထိုင်သူတွေပိုဂရုစိုက်နေထိုင်သင့်ပါတယ်ကင်းချီများကရင်လူကြီးအောင်အရန်နာတာခလေးလေးဘလောက်များနာနေမလဲနော်ဒါကြောင့်မလို့အလုံးမိတ်ကိုမအိတ်ခင်ကိုရဲ့အိယာခင်ပေါ်ဘေးတွေမှာရှိမရှိကြည်တေချာရှင်းလင်းပြီးမှအိတ်ကြပါအထူးသဖြင့်တထက်တိုက်မှာနေရတဲ့အောက်ထပ်အခန်းတွေမှာပိုပြီးတွေ့ရလိမ့်ရှိပါတယ်အလုံးသတိထားကြပါကလေးလေးလည်းမြန်မြန်နေကောင်းပါစေ အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နော်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်